ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့နိုဝင်ဘာလ6ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုက်ရမှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့စစ်တပ်ရွေးကောက်ပွဲကိုလက်မခံကြောင်း New Zealand လွှတ်တော်မှကန့်ကွက်သူမရှိအတည်ပြုခဲ့ပြီးတော်လန်တော့မြန်မာပြည်သူများကိုကူညီရမယ်လို့ New Zealand အမတ်ဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ် မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲဟာအတုအယောင်သာဖြစ်ပြီးလက်မခံကြောင်းနယူးဇီလန်အစိုးရကထုတ်ပြန်ပေးရန်အဆိုကိုနယူးဇီလန်လက်တော်ကကန့်ကွက်သူမရှိဘဲအတည်ပြုလိုက်ပါတယ်။ယမန်နီနိုဝင်ဘာလ9ရက်နေ့ကရင်းအဆိုကို Labor Party Brotherfield 24ကလက်တော်မှာတင်သွင်းခဲ့ပြီး Brother Tinua Chunu က Green Party ကထောက်ခံအဆိုပြုရမှာ ကန့်ကွက်သူမရှိဘဲအတိပြုခဲ့ကြသလိုနယူးဇီလန်အစိုးရနိုင်ငံခြားရေးဝန်ကြီးကလည်းယင်းအဆိုကိုထောက်ခံကြောင်းလွှတ်တော်တွင်မှပြောကြားခဲ့ပါတယ်။အဆိုတင်သွင်းသူ Labor Party အမတ် Philip Stoner Twyford ကအင်မတန်ရက်စက်ကြမ်းကြုတ်တဲ့မြန်မာစစ်တပ်ကိုမြန်မာပြည်သူတွေကတော်လှန်နေကြတဲ့ပေါ်ကျွန်တော်တို့ကူညီရပါမယ်။စစ်တပ်လုံးမဲ့ရွေးကောက်ပွဲဆိုတာအတုအယောင်ပဲဖြစ်တယ်လို့ပြောခဲ့ပါတယ်။ နယူးဇီလန်လွတ်တော်ကိုအစိုးတင်သွင်းရမှာစေအုပ်စုရွေးကောက်ပွဲဟာလွတ်လပ်မြတ်တမှုရှိမှာမဟုတ်ကြောင်းနဲ့ရေရှည်တည်တတ်တဲ့ငြိမ်းချမ်းရေးစီကိုဥတည်မှာမဟုတ်ကြောင်းဖော်ပြထားပါတယ်။ဒါ့အပြင်စေအုပ်စုရွေးကောက်ပွဲမှာစစ်မှန်သောအတိုက်ခံပါတီများမရှိခြင်းနဲ့ရွေးကောက်ပွဲပေါ်အများပြည်သူဝေဖန်မှုကိုရာဇဝတ်မှုအဖြစ်သတ်မှတ်တဲ့ဖိနှိပ်ချုပ်ချယ်တဲ့ဥပဒေတွေကရွေးကောက်ပွဲအစီအစဉ်ရဲ့တည်တာသောချုပ်ရင်းချက်များလို့ဆိုထားပါတယ်။ မြန်မာနိုင်ငံမှာရေရှည်တည်တံ့တဲ့ဖြည့်ရှင်းချက်တစ်ခုအတွက်လိုအပ်သောခြေလှမ်းတစ်ခုအဖြစ်ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့မြန်မာအရေးဆုံးဖြစ်ချက်2669နဲ့အာဆီယံဘုံသဘောတူညီချက်9ရဲ့ကိုအရေးတကြီးအကောင့်ထဲဖော်ရန်လဲတောင်းဆိုထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ PPP ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းတဲ့တားဖြစ်သူတို့လူတက်မှုနဲ့ဖန်ဆီးခံရကြောင်းတင်ဆက်ပေးပါမယ်ဒဇောင်မုံတကူကြီးညာကနေအိမ်မှာကြက်လာခိုးတဲ့မြို့သားတယောက်ကိုရိုက်နှက် တတ်ဖြတ်ခဲ့မှုနဲ့ တောင်ကြီးမြို့ကပြည်သူ့ရှေ့ဆောင်ပါတီ PPP ရဲ့တိုင်းဒေသကြီးလွှတ်တော်ကိုစလေလောင်းဦးဆိုင်ရွှေထီးနဲ့တားဖြစ်သူစိုင်းကျော်စုမှုတို့ကိုရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တယ်လို့မြို့ကန်ဒီစီကနေသိရှိရပါတယ်။နိုဝင်ဘာလ9ရက်နေ့မနက်2နာရီခွဲလောက်မှာရှမ်းပြည်နယ်တောင်ကြီးမြို့နယ်ရက်ကွက်တင့်နေမြင့်နှစ်မှာနေတဲ့ဦးဆိုင်တန်းစာကလွှတ်တော်ကိုစလေလောင်းဦးဆိုင်ရွှေထီးရဲ့ကျန်ထဲမှာရှိတဲ့ကြက်ကိုဝင်ခိုးခဲ့ရမှာတာဖာနှစ်ယောက်ကဒုံနဲ့ဝိုင်းဝန်းရိုက်နှက်လို့တေဆုံသွားတာလို့မြို့ကန်တယောက်ကပြောပါတယ်။ တကူးကြီးညမှာချက်စားဖို့အိမ်ဘေးနားကလူကသူ့ချန်တွေကကြက်ကိုဝင်ခိုတာဥရွှေထီတို့တားဖမြင်ပြီးဒုံနဲ့ခြေတော့တွေခေါင်းတွေလက်တွေကိုရိုက်တာနေရာမှာတွေပွဲချင်းပြီပဲတေးတဲ့လူကသူ့ရဲ့ဘေးအိမ်ကအရက်ထဲကလူမွေးမြူရေးလောက်တာသူတို့တားဖကိုနေလေကပဲရဲရီဖမ်းသွားတယ်လို့ဆိုပါတယ်ပြစ်မှုကျွလွန်သူအိုးဆိုင်ရွှေထီနဲ့စိုင်းကျော်စုမှုတို့ကိုအေးတာယာနေမီရဲစခန်းကဖမ်းဆီးပြီးပအမတ်87မြင်းဆောင်2025ပုံမှန်3/2114နဲ့အမှုဖွင့်အရေးယူထားတယ်လို့ အုတ်ချုပ်ရင်းနဲ့နီးစပ်တဲ့တရင်ရင်းမြစ်ကပြောပါတယ်။တခိုးကြီးညအတွက်အပျော်သဘောနဲ့တရက်ကွက်ထဲနေတဲ့သူကအပျော်သဘောနဲ့ကြက်လေးကိုးစားတာတောင်လူတစ်ယောက်ရိုက်တတ်တာဆိုရင်လွတ်တော်ကိုးစလေဖြစ်သွားလို့အာနာသာရက်သွားရင်မလွယ်ဘူး။တော်သေးတယ်ဒီလိုလူမျိုးတွေလွတ်တော်ကိုယ်စလဲမဖြစ်တော့တာအခုရေစကန်းကပုံမှန်နှစ်ခုနဲ့အမှုဖွင့်ထားတယ်လို့ဆိုပါတယ်စေအုပ်စုကကျင်းပမဲ့ရွေးကောက်ပွဲမှာဦးဆိုင်ရွှေတီကအချိုးကျပီယာစနစ်နဲ့ပြည်သူ့ရှေ့ဆောင် PPP ပါတီက ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဖြစ်မဲဆန္ဒနယ်တက်မှဝင်ရောက်ရှင်းပြမဲ့လွတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ်ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့အရက်ထွက်ဝဲတဲ့စစ်သားများအနီးကပ်ပြစ်ခတ်ခံရပြီးနေရာမှာလည်းနှစ်ကောင်သေဆုံးခဲ့ကတကောင်တန်ရာနဲ့ထွက်ပြေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမြင်းကြံခဲငန်းစုံမြို့နယ်မှာအရက်ထွက်ဝဲလာတဲ့ အကြံဖတ်စစ်သားတွေကိုအနိကပစ်ခတ်တိုက်ခိုက်ခဲ့မှာစစ်သားနှစ်ကောင်သေဆုံးခဲ့ပြီးတကောင်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Special Task Force ငဇွန်းတာဝန်ရှိသူကပြောပါတယ်။နိုဝင်ဘာလ၄ရက်နေ့မနက်ပိုင်းမှာငဇွန်းမြို့နယ်မြို့သားအရှိရွာရဲစခန်းကနေဈေးမြောက်ဖက်လမ်းတိုင်းအရက်ဝဲဖို့ထွက်လာတဲ့အကြံဖတ်စစ်သားတွေကိုတော်လိုင်းရေးတပ်ဖွဲ့တွေကအသင့်ဆောင်ပြီးအနိကပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။ရင်တိုက်ခိုက်မှုကြောင့်နေရာမှာတဲ့အကြံဖတ်စစ်သားနှစ်ကောင်ပွေချင်းပြီးသေဆုံးခဲ့ကာ တကောင်နဲ့ထိခိုက်ဒဏ်ရာရင်းနဲ့ထွက်ပြေးသွားတယ်လို့ Special Task Force ငစုံမှတာဝန်ရှိသူကပြောပါတယ်။ Yescan တဲကနေအရက်ထွက်ဝဲတာကိုမီတာ20အကွာကနေပြစ်ခတ်ခဲ့တာပါ။သူတို့အလေးငိုက်စွန်စားရတာပေါ့ဗျာ။တနတ်တော့ကောက်ချီမရခဲ့ဘူးလို့ Special Task Force ငစုံမှတာဝန်ရှိသူကပြောပါတယ်။အဲဒီနောက်မှာမြို့သားဈေးတွင်းနဲ့ Yescan တဲမှာရှိနေတဲ့အကြမ်းဖက်စစ်ကူတွေရောက်ရှိလာတာကြောင့်အထူးကိမရှိစုတ်ခွာခဲ့ရကြောင်းနဲ့စေအုပ်စုက60မမပြစ်ခတ်တာဒရုန်းနဲ့တိုက်ခိုက် တာတွေလုံဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ အလာရူပြီးခဲ့တဲ့အော်တိုဘားလ၈ရက်နေ့ကလည်းမြို့သားစီမြောက်ဖက်တောင်မှဆက်ကြီးကောက်ဖို့ငွေညစ်လုံနေတဲ့စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို Special Task Force ငဇွန်းတပ်ဖွဲ့ဝင်တွေကပျောက်ကြားဝင်ရောက်ပစ်ခတ်ရမှာစစ်အုပ်စုတဲကနှစ်ကောင်ထိခိုက်သေးဆုံးခဲ့ပါသေးတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့စစ်ဘေးကြောင့်ဒုက္ခရောက်နေရတဲ့မြန်မာပြည်သူတွေကိုနိုင်ငံတကာကမေးမထားကြရနဲ့ပြစ်မထားကြဖို့ပူရဟန်းမင်းကြီးလီယိုကမြစ်တာရက်ခံခဲ့ကြောင်းတင်ဆက်ပေးပါမယ်ပြည်ရင်းစစ်ဘေးကြောင့်အတိဒုက္ခရောက်နေကြရတဲ့ မြန်မာပြည်သူတွေကိုနိုင်ငံတကာကမိမထားကြရနဲ့ပြင်မထားကြရင်ပုတ်ရဟန်းမကြီးလီယိုကမိကြမြစ်တာရက်ခံလိုက်ပါတယ်။ယမန်နေ့နိုဝင်ဘာလ9ရက်နေ့စိန့်ပီတာယဉ်ပြင်မှာပြုလုပ်ခဲ့တဲ့အပတ်စဉ်စုတောင်းပွဲမှာပုတ်ရဟန်းမကြီးလီယိုကအထက်ပါအတိုင်းမိကြမြစ်တာရက်ခံခဲ့ခြင်းဖြစ်ပါတယ်။နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့ပြည်ရင်းစစ်နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များကြောင့်ဒုက္ခရောက်နေရတဲ့မြန်မာနိုင်ငံသားများကိုမစွန့်ပြစ်ရနဲ့မိမထားကြရင် အကူအညီများပေးကြရန်နဲ့စုတောင်းပေးကြရန်၎င်းကမြစ်တာရက်ခံတိုက်တွန်းခဲ့ပါတယ်။ကမ္ဘာဒေတာအသီးသီးမှလက်နက်ကင်ပဋိပက္ခတွေကြောင့်ဒုက္ခရောက်နေရတဲ့သူတွေအတွက်စုတောင်းပေးဖို့ကျွန်ုပ်နဲ့အတူပါဝင်ဖို့ဖိတ်ခေါ်လိုပါတယ်။ကျွန်ုပ်အနေနဲ့မြန်မာနိုင်ငံအကြောင်းအထူးစဉ်းစားနေပြီးနိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့မြန်မာပြည်သူတွေကိုမမေ့ဖို့နဲ့လိုအပ်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးအပ်ကြဖို့တိုက်တွန်းပါတယ်လို့ပုတ်ရဟမင်းကြီးကဝစ်ပြူစူတောင်းပွဲတက်ရောက်လာသူဖျားပူထောင်ပေါင်းများစွာရှိမှမိန့်ကြားခဲ့ပါတယ်။ လက်နက်ကင်ပဋိပက္ခများအတင်းအကျပ်နေရာရွှေ့ပြောင်းခံရခြင်းနဲ့အခြေခံအရင်းမြစ်များချွတ်တဲ့ခြင်းတို့ကြောင့်ဆက်လက်ဒုက္ခခံစားနေရတဲ့မြန်မာပြည်သူတွေအတွက်လီယိုကစိုးရင်ပူပန်ကြောင်းထုတ်ဖော်မိကြခဲ့ပါတယ်။ကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရမြန်မာနိုင်ငံရဲ့အခြေအနေမှာကပ်ဘေးကြီးအဆင့်ကိုရောက်ရှိနေပြီး2025ခုနှစ်မှာလူပေါင်း20တန်းနီးပါးအကူအညီလိုအပ်မှာဖြစ်ကြောင်းပြည်သူ3.5တန်းခန့်ဟာ ပြည်ရင်းမှာအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးအများစုမှာမတိမငြိမ်ဖြစ်နေရသောအခြေအနေများမှာနှိထိုင်နေရကြောင်းသိရှိရပါတယ်။ယခုနှစ်မတ်လမှာငလင်လုတ်ခတ်ခဲ့မှုကဲ့သို့သောတဘာဝဘီအန်ရီများနဲ့နိုင်ငံတကာရန်ပုံငွေအကန့်အသတ်ရှိခြင်းတို့ကြောင့်မြန်မာပြည်သူများရဲ့အခြေအနေမှာပုံမှန်ဆိုးရွားလာခဲ့ကြောင်းသိရှိရပါတယ်။ပူယဟန်မင်းကြီးရဲ့မြန်မာနိုင်ငံအတွက်စွတ်တောင်းချက်တွေဟာကမ္ဘာအစိုးရဆုံးလူသားချင်းစာနာထောက်ထားမှုအချက်အလက်များထဲမှတစ်ခုကိုရင်ဆိုင်နေရခြင်းမှာပေါ်ပေါက်လာခဲ့ပါတယ်။ ဒီမိုကရေစီနှိကျရွေးကောက်တင်းမြောက်ခံထားရတဲ့အစိုးရကိုဖျောက်ချခဲ့တဲ့အာဏာသိမ်းမှုနဲ့စစ်တပ်ကအာဏာသိမ်းပြီးငါးနှစ်နီးပါးအကြာမှာပြည်တွင်းပြည်ပခတ်ကြောင့်လူထောင်ပေါင်းများစွာသေဆုံးခဲ့ရပြီဖြစ်ပါတယ်။2021ခုနှစ်မှာအာဏာသိမ်းမှုကိုဆန့်ကျင်တဲ့လူထုဆန္ဒပြပွဲတွေကိုစစ်တပ်ကအကြမ်းဖက်နှိမ်တင်းတဲ့အတွက်လက်နက်ကင်တော်လှန်ရေးပေါ်ပေါက်လာကစစ်တပ်ကိုတိုင်းရင်းသားများနဲ့ဒီမိုကရေစီလိုလားသောပြည်သူများလက်နက်ကင်တိုက်ခိုက်နေကြခြင်းဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတကတော့ NLD အစိုးရကိုဖြုတ်ချရန်နဲ့စစ်အာဏာသိမ်းရန်စနပြပွဲများနဲ့လှုပ်ရှားခဲ့တဲ့မဘာတနဲ့အမျိုးသားရေးအစွန်းရောက်ရှိနေအေးပိုင်ကကျန့်ဖို့ပါတီရဲ့ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဖြင့်ရွေးကောက်ပွဲဝင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ NLD အစိုးရကိုဖြုတ်ချရန်နဲ့စစ်အာဏာသိမ်းရန်စာနာပြပွဲများဖန်တီးဥဆောင်ခဲ့တဲ့အကြမ်းဖက်စစ်တပ်ကိုထောက်ကန်တဲ့မဘာသားနဲ့မျိုးသားရေးအစွန်းရောက်ရှိနေအေးပိုင်ကချက်ဖို့ပါတီရဲ့ ရန်ကုန်တိုင်းအမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်းဖြင့်ရွေးကောက်ပွဲဝင်မှာဖြစ်ကြောင်းတကုံမြို့တက်တောင်ပိုင်းမြို့နယ်ကြံ့ဖို့ပါတီကတရားဝင်သတင်းထုတ်ပြန်မဲဆွယ်စည်းရုံးမှုများစတင်ပါတယ်။တကုံမြို့တက်တောင်ပိုင်းမြို့နယ်မှာကြံ့ဖို့ပါတီကိုကိုစားပြုပြီးလွတ်တော်ကိုယ်စားလှယ်လောင်း၄ဦးကိုကြံ့ဖို့ပါတီကယမန်နေ့ကမိတ်ဆက်လာပြီးပြည်သူလွတ်တော်မဲဆန္ဒနေမှာစန်းစန်းထီက၎င်းမဘာသားနဲ့အမျိုးသားရေးအစိုးရအေးပိုင်ကအမျိုးသားလွတ်တော်မဲဆန္ဒနဲ့၆ FPTP မှာ၎င်းစိုးရုပ်ကရန်ကုန်တိုင်းလွတ်တော်မဲဆန္ဒနဲ့ FPTP နဲ့အောင်စိုးဦးကရန်ကုန်တိုင်းဒေသကြီးလွတ်တော် PR တို့မှဝင်ရောက်ရှင်ပြန်ကြမှာဖြစ်ပါတယ်။မဘာသာနဲ့အမျိုးသားရေးအစွန်းရောက်ရှိနေအေးပိုင်ဝင်ရောက်မဲ့ရန်ကုန်တိုင်းအမျိုးသားလွတ်တော်မင်းဆန္ဒနဲ့အမှတ်6မှာတကုံမျိုးတစ်ခရိုင်တစ်ခုလုံးပါဝင်ပြီးမြောက်တကုံတောင်တကုံအရှိတကုံတကုံမျိုးတစ်စိတ်ကမ်းမြို့နယ်များပါဝင်နေပါတယ်။ရှိနေအိပိုင်ဟာအစ္စလမ်စံကျင်ရေးလှုပ်ရှားတဲ့မဘာသာရှိနေတူအဖြစ်တမရဥသိမ့်စိန်အစိုးရလက်ထက်2012ခုနှစ်မှာစတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး တရားဝါဒဓမ္မကွန်ရဲ့ဥပဒေအကြံပေးအရာရှိဖြစ်၎င်းမြန်မာနိုင်ငံလုံးဆိုင်ရာသာသနာရက်ကီတာအဖွဲ့နှင့်မဘာတာအဖွဲ့တို့မှဥဆောင်သူရှိနေတူဖြစ်ပါဝင်ခဲ့ပါတယ်ဥသိမ့်စိန်အစိုးရလက်ထက်မျိုးဆောင်ဥပဒေများပြဋ္ဌာန်းရေးမှာတက်ကြွစွာတောင်းဆိုပါဝင်ခဲ့သူလည်းဖြစ်ပါတယ် NLD အစိုးရလက်ထက်မှာလွတ်တော်အမတ်ဟောင်းခင်ဝိုင်းကြည်နဲ့တွဲဖက်က NLD စန့်ကျင်ရင်းနဲ့စစ်အာဏာသိမ်းရေးအထိကလှုပ်ရှားခဲ့ပါတယ်မဘာတာအစိုးရဖုန်ကြီးဝီရတူရဲ့အမကန်ထောက်ခံသူလည်းဖြစ်ပါတယ် 2020ခုနှစ်အတွင်းမှာဇူလိုင်လအတွင်းအဆိုတော်ချစ်သူဝီရဲ့ဖခင်ဦးဇော်ဝင်းရေးဆွဲခဲ့တဲ့ပကြီးကတစ်ချက်နဲ့ပတ်သက်ပြီးလူမှုကွန်ရက်ပေါ်မှာချစ်သူဝီနဲ့ဖခင်ဖြစ်သူတို့တင်ရှိခဲ့တဲ့ post တွေဟာသာသနာတော်ကိုညှို့နှံ့စေတယ်လို့ဆိုကမြန်မာနိုင်ငံလုံးဆိုင်ရာသာသနာရခိတအဖွဲ့ကိုကူစားပြု၍ရှေ့နေဦးဝေးပိုင်ကတရားစွဲခဲ့ပါတယ်။2018ခုနှစ် NLD အစိုးရလက်ထက်မဘာသားနဲ့မျိုးသားရေးအစွန်းရောက်စာရေးဆရာ မောင်သွေးချွန်ကိုနိုင်ငံတော်အကြီးအကဲပြည့်စုံမှုနဲ့ ဖန်စီတရားဆွဲထောင်ချခဲ့ရမှာရှင်းနေအိပိုင်ကတရားခံရှင်းနေဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ရှင်းနေအိပိုင်မှာမဘာသားနဲ့မြူသားရေးအစွန်းရအဖွဲ့များကွန်ရက်များရဲ့ဥပဒေရေးရအတိုင်းပင်ကဖြစ်ဆောင်ရွက်နေပြီးယနေ့အချိန်ထိမြန်မာနိုင်ငံအတွင်းအစ္စလမ်စံကျင်ရေးလှုပ်ရှားမှုများမှာဥဆောင်ပါဝင်နေစေဖြစ်ပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ဘုံရန်သူကိုရှင်းလင်းစွာကြည့်ဖို့ညီညွတ်တဲ့အင်အားတိစောက်ဖို့ NUG ယာယီတမရထပ်မံတိုက်တွန်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ တော်လိုင်းဟာစူးစီးညီညွတ်မှုအားနဲ့ပြည်သူအားကိုမြင်းမြန်စွာစုပ်ကင်ထားရမှာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီတမနဒူဝါလက်ရှိလကထပ်လောင်းနှိုးဆော်လိုက်ပါတယ်။ပြည်သူခုခံတော်လှန်စစ်ကြီးညာခြင်းနှစ်နှစ်ပြည့်နိုင်ငံတော်အခြေပြမိကုံးမှကောက်နှုတ်ချက်ကိုယာယီတမနရဲ့ Facebook စာမျက်နှာမှာယမန်နေ့နိုဝင်ဘာလ9ရက်နေ့ညပိုင်းမှာယခုလိုထပ်မံတိုက်တွန်းခဲ့တာပါ။စစ်အာဏာရှင်ကိုအပြစ်တိုင်တိုက်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ကြားမှာကွဲလွဲတဲ့သဘောထားအမြင်တွေရှိလာရင်လည်းအတိအမှတ်ပြုပြီးစုပေါင်းညီညွတ်တဲ့အင်အားကိုလက်တွဲတည်ဆောက်ရပါလိမ့်မယ်။ဘုံရန်သူကိုရှင်းလင်းပြတ်သားစွာကြည့်မြင်ရပါလိမ့်မယ်လို့ယာယီတမရကပြောပါတယ်။လက်ရှိတော်လန်ကြီးဟာပြည်သူကြားကပေါက်ဖွားလာတဲ့တော်လန်ကြီးဖြစ်တာကြောင့်တော်လန်ကြီးဟာပြည်သူလူထုနဲ့ဝေးကွာမသွားစေရင်အမြင်မပြတ်နှလုံးသွင်းထားကြဖို့လိုအပ်တယ်လို့လည်းယာယီတမရကပြောကြားခဲ့ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းရဲ့သတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသစ်ကိုချိန်တော်ရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။